မင်္ဂလာပါ AKD Channel မှာကြိုဆိုပါရစေအခုတစ်ခါမှာတော့ရေသေးပကြီးကလေးတစ်ချက်ကို ရေးဆွဲတင်ဆက်လိုက်ပါရစေဒီပုံလေးကိုပဲရေသေးရေးပြမှာဖြစ်ပါတယ်ဘက်ဂရောင်းကိုရေးချတဲ့အခါမှာ စုတ်တန်ကြီးကြီးရေများများကိုတုံးရပါမယ် ခြံလက်ရေးဆွဲရမယ့်အပိုင်းတွေကိုခြံလက်ခဲ့ရပါတယ် အခုအပိုင်းကိုတော့ရေချီတုံးမှအပြီးရေချီရမှာပါ

ခြောက်တွေ့သွားပြီဆိုရင်တော့ကြံတဲ့အပိုင်းများကိုဆက်လက်စီးချေပါမယ်စေးရောင်အရင်အပိုင်းတွေကိုဒါရကြီးခြေတာမဟုတ်ပဲတစ်ထပ်ပြီးတစ်ထပ်ရေးခြေတာဖြစ်ပါတယ် ဈေးရောင်းတွေ၆တွေသောအောင်ခဏဆောင်ပါမယ်။ ကိုချေနေတဲ့အပိုင်းကနေဈေးအောင်တွေအခြားနေရာမပြတ်နှံ့အောင်ယူဆိုင်ရေးဆွဲရပါမယ် အခုကတော့ပြီးဆုံးကြိမ်တန်းပါပြီလောက600တွေအောင်ထားပြီးရင်တော့အလင်းလေးတွေနည်းနည်းရေးပါမယ်အလင်းပိုင်းလေးတွေကိုရေးချယ်နေတာပါ ဒီနေ့ရေးဆွဲလိုက်တဲ့ပကြီကားလေးပဲဖြစ်ပါတယ်ဒီများနဲ့ရနာလိုက်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ